နေ့နေ့ဆက်တွင်ရေအောက်ကိုရောက်သွားနိုင်မယ့်နိုင်ငံတွေစီးပွားရေးနိုင်ငံကြီးတခုပါဝင်နေထိုင်းနိုင်ငံရဲ့မြို့တော်ဘန်ကောက်ဟာလာမယ့်နေ့နေ့ဆက်တွင်မှာရေအောက်မြုပ်သွားနိုင်မယ်လို့သိပ္ပံပညာရှင်တွေကခန့်မှန်းထွက်ချက်ထားပါတယ် တိုင်းနိုင်ငံသားတွေမှာကပဲကမ္ဘာတစ်ဝန်းကနိုင်ငံခြားသားတွေရောမြန်မာလူမျိုးတွေပါရွှေပြောင်းအခြေချနေထိုင်နေတဲ့ဘန်ကောက်မြို့ဟာအချိန်ကာလတစ်ခုတည်းမှာရေအောက်ရောက်သွားနိုင်ခြင်းအပြင်ရင်းဆိုင်ကြုံတွေ့နေရတယ်လို့သိပ္ပံပညာရှင်တွေကအချက်လက်တွေနဲ့တကွတွက်ချက်သတိပေးထားပါတယ်ထိုင်းနိုင်ငံရဲ့မြို့တော်ဘန်ကောက်ဟာလူပေါင်းဆယ်တန်းကျော်နေထိုင်ပြီးတော့နှစ်တိုင်းလိုလိုရေကြီးရေမြုပ်တာတွေနဲ့မစိမ့်ထွက်တဲ့နေရာတစ်ခုလိုပဲဆိုရမှာပါ။ဒါနဲ့မကသေးပဲပင်လယ်မြေတစ်ပြေထက်1.5မီတာပဲမြင့်တဲ့ဘန်ကောက်မြို့ရဲ့မြင်းမျက်နှာသိမ်းပြေနေထား တိတိတသားကိုနှိမ့်ကြနေတာပါထပ်မံပြီးတော့ဘန်ကောက်မြို့ဟာမြို့ကြီးတစ်မြို့ဖြစ်တာနဲ့ညီ အဆောက်အုံတွေအများပြားဆောက်လုပ်ခြင်းနဲ့ရာသီဥတုပြောင်းလဲမှုတွေကိုဇက်တိုက်ကြုံတွေ့နေရတဲ့ပြင်ဗန်ကောက်မြို့ရဲ့တောင်ဘက်ချမ်းမှာကြောက်ပရားမြေတည်ရှိနေခြင်းကရေကြီးရေရှမ်းတဲ့ပြဿနာတွေကိုပုံမဆိုးရစွာဖြစ်ပေါ်စေပါတယ်။ဒုမြောင်းတွေအများပြားရှိတဲ့ဗန်ကောက်မြို့ကိုအာရှမှာရှိတဲ့ဗဲနီမြို့လိုခရီးသွားတွေကမမတ်ရရတင်စားခေါ်ပေါ်ခဲ့ကြပေမယ့်မြို့ပြအဆောက်အုံများလာတဲ့အတွက်ကြောင့်ဒီဒုမြောင်းတွေဟာတိမ်ကိုသွားပြီးမိုးရေတွေကလည်းထွက်ပေါက်မရှိတော့ပဲဘဲကနေဘလို့မှစီစဉ်သွားလို့မရတော့တဲ့အတွက်ကြောင့်ရေဝိတ္တာတွေကိုပါထပ်မံကြုံတွေ့စေရပြန်ပါတယ်။ အစိုးဘော်အစိုးစင်နာတို့ကဒီဒေသမှာနေထိုင်တဲ့လူတွေအားမြေအောက်ရေကိုအထင်းကိုမရှိသုံးဆမှုကြောင့်မြို့ရဲ့မြေမျက်နှာသွင်းမြို့ကိုနှိမ့်ချသွားစေပြန်ပြီးမြညာရှင်ကြီးရဲ့အတွက်ချက်မှုတွေအရဗန်ကောက်မြို့ဟာတနစ်ကို10စင်တီမီတာကနေ2စင်တီမီတာထိရေအောက်ရောက်နေပြီးတော့ဒါဟာအရင်ဆယ်စုနှစ်ကထက်ဆိုရင်နှစ်ဆနီးပါးရှိနေတယ်လို့ဆိုပါတယ်ဒီလိုပပောင်းဆောင်ကနေရေလွှမ်းမှုပြဿနာကိုကြုံတွေ့နေရတဲ့အတွက်ကြောင့်သိပ္ပံပညာရှင်တွေအားလာမယ့်နှစ်20အတွင်းမှာထိုင်းနိုင်ငံရဲ့မြို့တော်ဘန်ကောက်ရေအောက်မြို့သွားလိမ့်မယ်လို့တွက်ချက်တည်ပြထားပါတယ် ဒါပေမဲ့ဒီလိုရေအောက်ကိုတပိပိနဲ့နှိမ့်မြုပ်သွားနေတဲ့မြို့ပါဘန်ကောက်မြို့တမြို့တည်းတော့မဟုတ်ပါဘူး။ကဘာတဝမ်ကမြို့တွေဟာတချိန်မှာရေလွမ်းမမှုတံကိုခံရပြီးမြို့ဟာရေအောက်ရောက်သွားနိုင်တယ်လို့အထူးသတိပေးထားတဲ့မြို့လေးရှိနေပြန်ပါသေးတယ်။ဒီလိုရေအောက်နှိမ့်မြုပ်သွားမဲ့အန်ဒီယန်နဲ့ရင်ဆိုင်နေရတဲ့မြို့တွေကြောင်းစက်မကြည့်ခင်မှာပရိသတ်တွေနေတဲ့ subscribe လုပ်ထားဖို့လိုပါတယ်။နံပါတ်၄ဒါကာဘင်္ဂလားဒေ့ရှ်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ဒါကာဟာလေရေကြီးမှုတံကိုခံစားနေရတဲ့မြို့တစ်ခုပါ။မြင့်တက်လာတဲ့ရာသီဥတုပြောင်းလဲမှုကြောင့်ရာသီလိုက်ရေကြီးမှုကို မြို့နေလူတို့ဟာမကြကနာဆိုသလိုရှင်းမကြကနာဆိုသလိုရှောင်းတိန်နေကြရပါတယ်ဒါအပြင်ဒီဂျေဝွင့်မှုတွေကလဲရမြေတွေကိုစိုက်ပျိုးလို့မရစေတာမျိုးဖြစ်စေပြီးတော့စားတတ်ပါဝင်တဲ့ရည်တွေကြောင့်ကောက်ပဲတိနဲ့စိုက်ခင်းနေရမကြကနာဆိုသလိုပျက်စီးမှုတွေနဲ့ကြုံတွေ့နေရပြန်ပါတယ်ညည်ရေပြရလဲအလွန်ညဉ့်ဉန်းနေတဲ့အတွက်ကြောင့်ဒေတာခန်တွေကမြေအောက်ရေကိုပဲတိကထားသုံးနေရပြီးဒါကမြေလွန်နှိမ့်ချမှုကိုဖြစ်ပေါ်စေပါတယ်ဒီလိုမြေလွန်နှိမ့်ချမှုကိုထပ်တိုးဖြစ်စေတာကအရေးသေးမပြည့်မီတဲ့ရေကာတာတွေဆောက်လုပ်ထားမှုတွေပါ အစိုးပေါ်အစိုးဆင့်ခဲ့တာကဘင်္ဂလားပင်လယ်ော်မြို့ဝကျွန်းပေါ်ဒေသမှာအထက်မြေအဆောက်အအုံနေပေါမှုကဒေသခံဘင်္ဂလားလူမျိုးတွေကိုမြင်းနေရဒေသတွေကပျောက်ရွှေ့ရောက်မှုတွေကိုဇက်တိုက်ဖြစ်ပေါ်နေစေပြန်ပါတယ်။ကျွမ်းကျင်တိတ်ပတ်မရရှင်တရဲ့လက်တလောတွက်ချက်ထောက်မှုတွေရောတက်ဂရိ2050ခုနှစ်ရောက်ရင်ဒေသခံစုစုပေါင်း78တန်းကျော်ဘင်္ဂလားမြင့်တက်မှုကြောင့်မူလနေထိုင်ရာအရက်တွေကနေစွန့်ခွာပြေးနေရတယ်လို့သတိပေးထားပါတယ်။နံပါတ်3 Houston American ပြည်တော်စု ဧရန်သူတွေမြေအောင်ရေကိုအလောကျော်ထောက်ယူသုံးဆမှုကြောင့်တနေ့ကိုနှစ်လမှနေရေအောက်ရောက်နေတဲ့မြို့ကအမေရိကန်ပြည်ထောင်စုမှာရှိတဲ့ဟူစတန်မြို့ပါဟူစတန်မြို့တစ်ခုလုံးဝမြေအောင်ထဲမှာရှိတဲ့ရေအောင်လွာလို့ခေါ်တဲ့ရေစစ်ဝင်နှံနဲ့ကြောက်တုံးတွေပေါ်မှာတိစောက်ထားတာဖြစ်ပါတယ်ဒီကြောက်တုံးတွေကသဘာဝရေစစ်ဖြစ်ပြီးတော့ရေအောင်လွာတွင်းမှာရှိတဲ့မြေအောင်ရေကနေအိမ်ဒီလုပ်ငန်းတွေပြီးတော့လေယာဉ်လုပ်ငန်းတွေအားလုံးဟာဒီကနေရေကိုရရှိတာပါ မြေအောက်ရေကိုလုံလုံကျူးကျူးထုတ်ယူသုံးဆမှုကရေအောင်လှထဲမှာရှိတဲ့ရေတွေကိုလျော့နှင်းစီပြီးမြေပြင်ကိုဖိတိလိုက်သလိုဖြစ်သွားစေပြီးတော့အောက်ကိုကျွန်ကျစေပါတယ်။ဒီလိုဖြစ်စဉ်တွေရှိနေတဲ့အတွက်ကြောင့်ပဲ Houston မြို့ဟာ American ပြည်ထောင်စုမှာရှိတဲ့မြို့တွေထဲမှာမိသားကျွန်ကျမှုအကြီးအမားဆုံးမြို့တစ်မြို့ဖြစ်နေစောင့်ကြည့်ခြင်းခံနေရပါတယ်။၁989ခုနှစ်မှာ Houston မြို့ရဲ့ Area Studio ရဲ့မှပေါင်း3000နေရာဟာမြေအောက်သာစေပေးခန့်ထိကျုံဝင်နေတယ်ဆိုတာကိုလေလာတွေ့ရှိခဲ့ရပြန်ပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကအစိုးရဆောင်ဖြစ်ပျက်ခဲ့မှုတွေရည်ကြီးမှုဖြစ်စဉ်မှာ စိတ်မြေကရစနစ်ပျက်စီးမှုတွေဒီဖြစ်ပေါ်စေပြီးဒိတာထင်ရှားတဲ့မြေကျုံမှုတွေကိုတွေ့ရှိလာရပါတယ်။ဘူစတာမျိုးဟာအောက်ထဲကိုနှိမ်စင်းသွားလေလေ။တဘာဝဘေးတံကိုပို့ပြီးတော့ခန်းစားရလေလေဖြစ်ပြီးတော့ဟာဗီဟာရီကိန်းတိုက်စစ်မှာဘူစတာမျိုးတစ်ခုလုံးရေဖုံးလန်းသွားပြီးတော့အိမ်ပေါင်း3သိန်းခွဲနီးပါးဟာအပျက်စီးခံလိုက်ရပြီးလူပေါင်း3000ကျော်ဟာလေရေကြီးမှုကနေလွတ်မြောက်ဖို့နေအိမ်တွေကနေထွက်ပြေးခဲ့ရပါတယ်။နံပါတ်1မိုင်ယာမီအမေရိကန်ပြည်ထောင်စုရေကြီးတဲ့တံကိုတည်ရှိရင်တခုလိုကြုံတွေ့နေရတဲ့နောက်ထပ်မျိုးတစ်ခုကအမေရိကန်ပြည်ထောင်စုမှာရှိတဲ့မိုင်ယာမီမျိုးပါ နေထိုင်သူလူဦးရေထူထပ်တဲ့မိုင်ယာမီမြို့ဟာပင်လယ်ကမ်းဆက်မှာရှိတာဖြစ်ပြီးသမုဒ္ဒရာပြောင်းလဲတွေကြောင့်ဒီမြို့ရဲ့ပင်လယ်မျက်နှာပြင်အမြင့်ဟာတခြားကမ္ဘာအစိပ်ပိုင်းနေရာတွေထပ်တောင်ပို့ပြီးတော့အမြင့်ဆုံးနှုတ်နဲ့ထိုးထက်လာနေပါတယ်။တပတ်မှလေးမြို့ရဲ့မြေနေရာဟာနှိမ့်ချတဲ့အတွက်ကြောင့်ရေကြီးရေဝင်မှုတွေကိုဖြစ်ပေါ်စေပြန်ပြီးတော့ဒီရဲ့ဖြစ်ပျက်ကတောက်တုံးရေတွေကိုမတန့်ရှင်းစေရတဲ့ကာလမကြီးတွေအဆောင်တွေကိုပါပြက်စီးစေတဲ့ဒီကိုကြုံတွေ့ရစေပါတယ်။ ဒီရေးတက်မှုကလည်းဒေသခံတွေမာယာမီမျိုးသားတွေပို့မတူဆန်းတော့တဲ့ဖြစ်ရိုးဖြစ်စဉ်တစ်ခုအနေနဲ့ရှိလာခဲ့ပြီးတော့တိပံပညာရှင်တွေကတော့နောက်ထပ်15နှစ်အတွင်းမှာရေမျက်နှာပြင်မြင့်တက်မှုကယခုအချိန်ထိပိုပြီးတော့မြင်လာလိမ့်မယ်လို့လည်းပေါ်ပေါ်ဆဆမနေကြဖို့တတိပေးထားပါတယ်ဒါတွေမှာကဒီပဲရေကြီးမှုတွေကမာယာမီမျိုးရဲ့ရေထုပ်စနစ်ကိုပြည့်စည်စေပြီးတော့ဒီရေတွေကဘယ်ဘုံမှမတော်တော့ပဲရေဆိုးရေညစ်တွေပြင်းနေတည်ရှိနေပြီးတချိန်ချိန်မှာလူစီကားတဲ့မာယာမီမျိုးဟာလူမနေတော့တဲ့စွန့်ပြေးမျိုးတစ်ခုဖြစ်ကိုရောက်ရှိလာနေပါတယ်။နံပါတ်1ဂျကာတာအင်ဒိုနီးရှား ရောက်ရောက်သွားနိုင်ခြေရှိတဲ့ကမ္ဘာတစ်ပါးကမြို့တွေထဲမှာအင်ဒိုနီးရှားနိုင်ငံရဲ့မြို့တော်ဂျကာတာဟာထိတ်ဆုံးဆရာမှာရပ်တည်နေပါတယ်မြို့တော်ဂျကာတာဟာ2050ခုနှစ်ရောက်မှာ ရေလွှမ်းမှုအန်ဒီရဲ့သို့ကိုကြုံတွေ့ရနိုင်တယ်လို့ကျွမ်းကျင်သူတွေကအလေးနဲ့သတိပေးထားပါတယ်။ဂျပန်နိုင်ငံရဲ့မြို့တော်တိုချိုလိုကမ္ဘာပေါ်မှာနေထိုင်သူအများဆုံးမြို့တစ်မြို့ဖြစ်တဲ့ဂျကာတာဟာအလေးမြန်နဲ့ပုံပြိုးတိုးတက်နေတဲ့နိုင်ငံတစ်ခုဆိုပေမဲ့ဒီဘက်မှာလည်းရေအောက်မြို့သွားနိုင်ခြေရှိတဲ့အန်ဒီရဲ့တခုကိုအချင်းပြည့်ရင်ဆိုင်နေရတာဖြစ်ပါတယ်။ရေလွှမ်းမှုတံကိုအမြဲလိုလိုကြုံတွေ့နေရတဲ့မြို့တော်ဂျကာတာဟာနှစ်စဉ်နေတိုင်း10စင်တီမီတာနှုန်းနဲ့ရေအောက်ကိုရောက်သွားနေတာကြောင့်ဒီမြို့ကိုရေအောက်အမြန်ဆုံးရောက်နေတဲ့မြို့ဖြစ်နေသတ်မှတ်ထားရပြီးဂျကာတာဟာ၁၀နှစ်တွင်းမှာမြေအောက်ကို1.5မီတာထိနှိမ့်ဆင်းသွားတဲ့အတွက်ကြောင့်2005 50ခုနှစ်ရောက်မှာဂျာကာတာကိုရေအောင်မြုပ်နေတဲ့မြို့တစ်မြို့ဖြစ်နေမြင်ရနိုင်တယ်လို့ကြွမ်းကျင်သူတွေကသုံးသပ်ထားပါတယ်။ဒီလိုရေလွှမ်းမှုတဲ့နေရာမှာဂျာကာတာမြို့ရဲ့မြောက်ဘက်အချမ်းကရေကြီးရတံကိုအမြဲလိုလိုခန်းစားနေရပါတယ်။ပေလေမျက်နှာပြင်မြင့်တက်လာမှုမြို့တော်ရဲ့ရေထောက်ပံ့သုံးစွမှုကိုကန့်သက်ထားမှုတို့ကြောင့်လူတို့ဟာမြေအောက်ရေကိုအတီးကမြေကိုအားထားပြီးတော့ပဲတောက်သုံးရေအတွက်တာမကစီးပွားရေးအတွက်လုပ်ငန်းတွေထိပါအသုံးပြုနေကြပါတယ်။ ဒက်ရှ်လူမျိုးတွေဟာနယ်ပယ်ချဲ့ထွေပြီးတော့နေမီတွေကိုကိုလိုနီပြုတ်ရင်းနဲ့1600ခုနှစ်မှာအင်ဒိုနီးရှားကိုရောက်လာပြီးတော့ဒီနေ့ကမြင်တွေ့နေရတဲ့ဂျာကာတာမြို့ကိုဖန်တီးခဲ့ကြပါတယ်ဒက်ရှ်တွေကလူထုကိုထိန်းချုပ်နိုင်ဖို့အတွက်မြို့ကိုနှစ်ချမ်းခွဲခဲ့ပြီးတော့ဒီလိုခွဲခြားမှုဟာမင်းကြီးများရဲ့ရေတုံးဆဲမှုပြဿနာကိုဖြစ်ပေါ်လာစေပါတယ်ဒီအတွက်ကြောင့်မေဒီတာခန်ဂျာကာတာလူမျိုးတွေကရေတုံးနိုင်ဖို့အတွက်တခြားရေအရင်းမြစ်တွေကိုရှာဖွေသုံးဆွဲခဲ့ပါတယ်အကယ်၍များဂျာကာတာမြို့ရဲ့မြောက်တဲနေစည်းနေတဲ့ဖြစ်စရာရပ်တန့်သွားခဲ့မယ်ဆိုရင်တော့ဒီမျိုးကပင်လယ်ကမ်းစပ်မှာတည်ရှိနေတဲ့အတွက်ကြောင့် ပေလေမြက်နယ်ပြည်မြင့်တက်လာမှုကဒီမြို့ကိုဆက်လက်ချင်းချောင်းနေစေပါပဲ။ဂျကာတာမြို့မှာလက်ရှိတူမြောင်းနေရေကာတာတွေကိုတိစောက်နေပေမဲ့ရာသီဥတုပြောင်းလဲမှုပေလေမြက်နယ်ပြည်မြင့်တက်မှုတွေကအချိန်နဲ့ပိုဆိုးသည့်ထက်ဆိုးလာနေတယ်လို့ပြောကြမှာပါ။ဒီနေ့တက်ဆက်ပေးခဲ့တာကနေ့20အတွင်းမှာရေအောက်ရောက်သွားနိုင်တဲ့ဘန်ကောက်မြို့ကြောင်းနဲ့ဘန်ကောက်လိုပဲရေမြုပ်သွားနိုင်တဲ့ကမ္ဘာတဝန်းက NDA နဲ့ရင်းဆိုင်နေရတဲ့မြို့တွေအကြောင်းဖြစ်ပါတယ်။ပရိသတ်တို့ရောဒီဗီဒီယိုထဲမှာပါတဲ့ရေမြုပ်နိုင်ခြင်းအနည်းကပ်နေတဲ့မြို့တွေနဲ့ပတ်သက်ပြီးတော့ဘာတွေတွေးမိသေးလဲ။ ကိုယ့်ရဲ့ယူဆတွေကိုဒီဗီဒီယိုအောက်မှာမျက်ချက်ရေးခဲ့လို့ရပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်